မချမိတ်ဆွေခုနှစ်တသမီအားလုံးမင်္ဂလာပါနော်ကျမချမိတ်ဆွေခုနှစ်တသမီဒီကိုနေ့စဉ်ပြပြပေးနေကြဖြစ်တဲ့တနေ့တာအတွက်ရေဒီယာလေးနဲ့အတူတနေ့တာအတွက်ဆောင်ရံရှောင်ရံလေးတွေကိုလည်းပြပြပေးပါမှာပဲဖြစ်ပါတယ်။နောက်ပြန်18ရက်3လ2025အင်္ဂါနေ့အတွက်ပေါ့နော်မိမိတို့ရဲ့လူမှုရေးကိစ္စတွေ၊ကျန်းမာရေး၊စီးပွားရေး၊ပညာရေးအဆက်ဆက်ရမိမိရဲ့ကိစ္စအဝဝတွေမှာဒီထက်မကအဆင်ပြေစေဖို့အောင်မြင်စေဖို့တိုးတက်စေဖို့မိမိရဲ့ဖုံးကန်နေရလေဒီထက်မကမြင်မားစေဖို့လက်လက်ပဲတွေကလည်းဒီထက်မကပွင့်လန်းစေဖို့အတွက်နောက်ပြန်ကြလို့ရှိရင်မြတ်စွာဘုရား ရှင်ဖိုးရောမြကြီးကိုနန်းကြီးတုတ်တပကံဆက်ကက်လှူဒန်းပေးကြရမယ်။ပြီးရင်ဆက်ကက်လှူဒန်းရင်းနဲ့မိမိလူဝင်စနားတွေကိုလည်းဆူတောင်းပေးကြရမယ်။ပြီးလို့ရှိရင်မြတ်စွာဘုရားရှင်ဖိုးရောမြကြီးကိုနမောတတဘဂဝါတော်အရဟတော်တမတ္တမုတ်တတဆိုပြီးတော့နမောတတဂုံတော်နမောတတဂါရတော်နဲ့ အစဲကောက်ရွတ်ဖက်ပူဇော်ပေးကြမှာပဲဖြစ်ပါတယ်။ဒီလိုလေးပြုလုပ်လိုက်မယ်ဆိုရင်မိမိတို့မှာညံ့နေတဲ့ကံ့ညံ့ခိုက်တွေရှိရင်လည်းပြပြောက်သွားစေမယ်။မိမိရဲ့လူမှုရေးကိစ္စတွေ၊ကျန်းမာရေး၊စီးပွားရေး၊ပညာရေးအဆက်ဆက်ရာမိမိရဲ့ကိစ္စဝဝတွေမှာလည်းဒီထက်မကအဆင်ပြေစေမယ်၊အောင်မြင်စေမယ်၊တိုးတက်စေမယ်။မိမိရဲ့ဖုံးကံတွေကလည်းဒီထက်မကမြင်မားစေမှာပဲဖြစ်ပါတယ်။လက်လက်ဘက်တွေလည်းဒီထက်မကပွင့်လန်းပြီးတော့မိမိတို့ရဲ့ စီစဉ်ထားတဲ့ကိစ္စတွေရွေထားတဲ့ကိစ္စတွေကလည်းလွယ်လွယ်ကူကူနဲ့အဆင်ပြေအောင်မြင်နိုင်မှာပဲဖြစ်ပါတယ်။နက်ပြန်အတွက် lucky color လေးကတော့ခရမ်းရောင်လေးပဲဖြစ်ပါတယ်။နက်ပြန်အတွက်ခုနှစ်ကနန်း၅ကနန်း၄ကနန်းနေ့ကတော့နက်ပြန်ရဲ့ lucky ကနန်းလေးတွေပဲဖြစ်ပါတယ်။နက်ပြန်ကြရင် interview သွားပြီးတော့ဖြေဆိုကြမယ်ညီကောင်မမတွေမိမိရဲ့အရေးတကြီးအလုပ်ကံကိစ္စနဲ့အပြင်ထွက်ဆရာရှိတဲ့ခုနှစ်ရဲ့တပ်သမီးတွေမိမိရဲ့အယောင်အဝယ်ပြုလုပ်နေတဲ့ခုနှစ်ရဲ့တပ်သမီးတွေမိမိရဲ့ငွေကြီးအရေးတကြီးကိစ္စနဲ့စကားပြောဆိုကြရမယ်ခုနှစ်ရဲ့တပ်သမီးတွေဆိုလို့ရှိရင် ။နှပြန်ကြလို့ရှိရင်အနီရောင်အင်းကြီးကိုဝစ်ဆင်သွားတာမျိုးတွေအနီရောင်ပါတဲ့လက်ကင်အိတ်ကိုကန်ဆောင်သွားတာမျိုးတွေကိုတော့လုံးဝရှောင်ကျဉ်သင့်ပါတယ်။နှပြန်အတွက်အထူးကကောင်းနေတဲ့နိမ့်နယ်လေးတွေကိုပြပြပေးရမယ်ဆိုလို့ရှိရင်စနေတသမီတွေစတရေတသမီတွေပုဒ္ဓဟူတသမီတွေကနှပြန်အတွက်အထူးကကောင်းနေတဲ့နိမ့်နယ်လေးပဲဖြစ်ပါတယ်။အလုံးကျေးဇူးတင်ပါတယ်ကျမနမကတော့စမအင်းကြီးချမ်းမို့ပါ။နောက်ပြီးတော့လေးကျမပြန်ဆုံးမယ်နော်။စမချင်းမဲဆွေခုနှစ်တသမီလေးစီးပွားဥစ္စာများဒီလာတနေ့တကြတိုးတက်အောင်မြင်ရရှိချမ်းသာကြပါစေလို့ကျမဒီကနေ့ပြီးအမြင့် ေတ္တာပြုဆုတောင်းပေးလိုက်ပါရနော်။